စာပေရှိသူများအားလုံးပဲမင်္ဂလာပါ ယခုနောက်ထပ်အပိုင်း၄အနေနဲ့မျှဝေလိုသောအတွေ့များဆိုတဲ့စာအုပ်ထဲမှာအခန်း၅ခန်းကိုမျှဝေပေးပါမယ်အခန်း၁၆ဖြစ်သည်များအကြောင်းအကောင်းရှိပေလေရွာတရွာမှာနေထိုင်တဲ့တရုတ်ဖိုးကြီးတယောက်စီမှာမြင်းအိုကြီးတကောင်ရှိပါတယ်ဒီနေ့တော့ဒီမြင်းအိုကြီးဟာရွာပြင်ကိုထွက်သွားပြီး အဖိုးကြီးအင်ကိုရက်အတော်ကြာအထိပြန်ရောက်မလာလို့ရွာသားတွေကအဖိုးကြီးကိုကန်ဆိုးရှာတယ်ဆိုပြီးဝိုင်းသနာကြပါတယ်သူကိုလာအားပေးကြပါတယ်ဒီတော့အဖိုးကြီးကဘာပြောသလဲဆိုတော့ကန်ဆိုးတာလားကန်ကောင်းတာလားဘာမသိဘူးဒါပေမဲ့ဖြစ်သည်များအကြောင်း အကောင်းရှိပါပဲတဲ့တပတ်လောက်ကြာတော့ အဲ့ဒီမြင်းအိုကြီးဟာအဘိုးကြီးအင်ကိုပြန်ရောက်လာပါတယ်။မြင်းအိုကြီးနဲ့အတူမြင်းရင်သုံးကောင်လိုက်ပါလာပါတယ်။ရွာသားတွေကအဘိုးကြီးကိုကံကောင်းတယ်လို့ပြောကြပြန်ပါတယ်။ဒီတော့အဘိုးကြီးကပြန်ပြောပါတယ်။ကံဆိုးတာလားကံကောင်းတာလားဝါမသိဘူးလေ။ဒါပေမဲ့ဖြစ်သမျှအကြောင်းအကောင်းရှိပါပဲ။ ိတ်မကြခင်မှာပဲအဖိုးကြီးရဲ့အသက်20အရွယ်သားလူပြောလေးဟာညင်းအိမ်တွေကိုယင်ပန်းအောင်တင်ပေးရင်းနဲ့ညင်းဘော်ကပြုတ်ကျလို့ရှစ်ထောက်တစ်ဖက်ကျောသွားပါတယ်ရွာသားတွေကအဖိုးကြီးကိုဝိုင်းသနာကြပြန်ပါတယ်ဒီတခါတော့အဖိုးကြီးကကန်ဆိုးတာလားကန်ကောင်းတာလားဝမ်းမသိဘူးဒါပေမဲ့ချစ်သမျှအကြောင်း အကောင်းချေပါပဲလို့ပြန်ပြောပါတယ်။ရဲအတန်ကြာမှပဲစစ်တက်တက်အဲ့ဒီယွာကို ရောက်လာပါတယ်။လူငယ်အွယ်ကောင်းလေးတွေကိုစစ်တက်သေးသွင်းပြီးစစ်သားစူဆောင်းဖို့ဖြစ်ပါတယ်။ဒါပေမဲ့အဘိုးကြီးသားကိုခုံမသွားကြပါဘူး။ဘာကြောင့်ခုံမသွားတာလဲဆိုလို့ရှိရင်အဘိုးကြီးသားကချစ်ထောက်ကြိုးနေလို့ပါပဲ။ကျွမ်းသားတွေက သူ့ကိုကံကောင်းတယ်လို့ပြောကြပြန်ပါတယ်။ထုံးစံအတိုင်းအဘိုးကြီးကပြောပြန်ပါတယ်။ကံဆိုးတာလားကံကောင်းတာလားဝါမသိဘူးလေ။ဒါပေမဲ့ဖြစ်သမျှအကြောင်း အကောင်းရှိပါပဲတဲ့။လောကကြီးမှာအမြဲတမ်းအဆိုးဖြစ်နေတယ်ဆိုတာမရှိပါဘူး။အမြဲတမ်းအကောင်းရှိဖြစ်နေတယ်ဆိုတာလည်းမရှိပါဘူးအဆိုးပြီးရင်အကောင်းလာမယ် အကောင်းပြီးရင်အစောလာမေဆိုတဲ့လောကရန်သဘောလေးကိုတည်ထားရင်ဒုက္ခနဲ့ကြုံတွေ့တဲ့အခါကြံ့ကြံ့ခံနိုင်မှာပဲဖြစ်ပါတယ်။အခန်းစစ်ခွန်အတင်းပြောသူကိုဒါနီဒီနေ့တော့ဂရိအတွေ့အခေါ်ပညာရှင်ကြီးဆိုကရတီစီကိုအင်းမင်းချင်းဖြစ်သူအလွန်အတင်းအဖျင်းပြောတတ်တဲ့လူတစ်ယောက်ရောက်လာပါတယ် ပညာရှင်ကြီးကလည်းဒီလူဟာအတင်းအဖျင်းအယံပြောတာမှန်သိထားပါတယ်။ရောက်ရောက်ချင်းပဲအဲ့ဒီလူကစကားဆပါတော့တယ်။ဆရာကြီးခမဒီနေ့မနက်ကဆရာကြီးနဲ့ပတ်သက်တဲ့သတင်းတစ်ခုကြားခဲ့တယ်။အဲ့ဒါပြောပြရှင်လို့ထမင်းတော်မစားပေပြစ်လာတာပါတဲ့။ဆိုကရတီကသူ့ကိုစကားမဆက်ဖို့လက်ကပြကတားလိုက်ပြီးအခုလိုပြန်ပြောလိုက်ပါတယ်။ မင်းရဲ့တရင်ကိုငါနားမထောင်ခင်မေခွန်းသုံးခုမိမိကွာအဲ့ဒီမေခွန်းတွေကိုမင်းဖြစ်ပြီးမှငါမင်းရဲ့တရင်ကိုနားထောင်မယ်တဲ့ထိုလူကလည်းဟုတ်ကဲ့ပါဆရာကြီးမေ့ချင်တာမေ့ပါခင်ဗျာတဲ့ပထမဆုံးငါမေ့မေ့မေခွန်းကမင်းပြောတဲ့တရင်မှာငါအတွက်ကောင်းတာပါသလားမပါပါဘူးဆရာကြီး ကောင်းပြီငါဒုတိယမိကွန်းဆက်မဲမယ်။မင်းရဲ့တရင်မှာငါအတွက်အကျိုးရှိတာပါသလား။မပါပါဘူးဆရာကြီး။အဲ့ပါငါနောက်ဆုံးတတိယမိကွန်းကို မေးအောင်မယ်ကွာ။အဲ့ဒီတရင်ကအမှန်ကန်တရင်လားကွာ။အသေးစားမသိပါဘူးဆရာကြီး။ကျွန်တော်ကြားရသလောက်ဆိုရင်။ဟာကွာမင်းရဲ့တရင်ကကောင်းတာလည်းမပါ။ငါအတွက်အကျိုးဖြစ်တာလည်းမပါ။ တတဲ့မှန်လဲမဟုတ်ပဲနဲ့ဘာဖြစ်လို့အချိန်ကုန်ခံပြီးငါလာပြောတာလဲကွာငါမှနားထောင်ဖို့အချိန်မရှိဘူးဖတ်သွားကွာဆိုပြီးဆိုကရတီကအဲ့ဒီလူကိုမောင်းထောက်လိုက်ပါတယ်ပညာရှိတော်မိသည်မှာအတင်းအဖျင်းစကားများကိုနားထောင်ဖို့အချိန်မပေးတတ်ကြပါဘူးအခန်း၈စိတ်ထားမှန်မှ ထိုက်တန်တဲ့အကျိုးခံစားရမယ်။ဒီနေ့မှာအတော်လေးဆင်းရဲတဲ့အသက်80ကျော်အရွယ်အဖွားကြီးတယောက်ဟာ သူထောထားတဲ့ဒီလက်မှတ်တစ်စောင်ကို ထိပေါက်စင်မှာတိတ်ကျရင်တသိန်းစုပေါက်နေတာ တွေ့လိုက်ပါတယ်။အဖွားကြီးကလည်းဝန်တာပြီးဘာလို့ရမှန်းမသိတာနဲ့ချက်ရှင်းပဲအင်တကားသွက်ခံပြီးဆက်ယုံတစ်ခုမှ အလုပ်လုပ်နေတဲ့သူသားစီကို စိတ်ကားတစီငှားစီပြီးသွားပါတော့တယ်။လမ်းမှာစိတ်လှုပ်ရှားနေတဲ့အဖွားကြီးကိုစိတ်ကားသမားကဘာဖြစ်နေတာလဲလို့မေးပါတယ်။ယောသားရဲ့အဖွားကြီးကလည်းထီတသိန်းစုပေါက်လို့အခုသားစီ သွားပြုတ်မလို့လို့အမှန်တိုင်းပြောလိုက်ပါတယ်။စိတ်ကားသမားကလည်းထီပေါက်တာသေချာလို့လားလို့မေးပါတယ်။ဘွားကြီးကလည်းမယုံရင်ဟောဒီမှာထီလက်မှတ်နဲ့ ထိပေါက်စဉ်တက်ကြလေလို့ပြောပြီးစိတ်ကားသမားလက်သေးကိုထိလက်မှတ်နဲ့ပေါက်စဉ်ကိုပေးလိုက်ပါတယ်စိတ်ကားသမားကလေသူစိတ်ကားကလမ်းဘေးကတစ်ပင်ရိုက်မှထွေးရလိုက်ပြီးဖွားကြီးပေးတဲ့ထိလက်မှတ်နဲ့ထိပေါက်စဉ်ကိုတက်ကြလိုက်ပါတယ်တကယ်ပဲတသိန်းစုပေါက်နေတာပဲဆိုပြီးစိတ်ကားသမားအံ့အားတင်သွားပါတယ် ငွေမြင်တော့လောဘတက်လာတဲ့စိတ်ကသမဟာဘာလို့လိတ်တည်းလဲဆိုရင်အဘွားကြီးရဲ့ဒီလက်မက်ကိုသူအင်ကြီးအိတ်သေးကသူထောထားတဲ့ဒီလက်မက်တစ်စုံနဲ့အဘွားကြီးမမြင်အောင်ခက်သက်သက်လေးယူလိုက်ပါတယ်။နောက်ပြီးအဘွားကြီးကိုလေးလိုက်တဲ့ဒီလက်မက်နဲ့ဒီပေါက်စင်ကိုပြန်ပြရင်တသိန်းစုပေါက်တာမှန်တယ်။ဝမ်းသာတယ်။သူကလည်းပေါက်စုပေးဖို့မမေ့နဲ့တော့လို့အဘွားကြီးကို လမ်းတလျှောက်လေပြေတွေပြစ်ပါတော့တယ်အဘွားကြီးကလည်းသားလုံးနေတဲ့ဆက်ယုံကို ရောက်လာပြီးစိုက်ကားပေါ်ကဆင်းဆင်းရှင်းဆက်ယုံတကားဝါးကနေသူ့သားကိုအိုခေါ်လိုက်ပါတယ်သူ့သားကလည်းအပြေအလွှားရောက်လာပြီးဘာဖြစ်လို့လဲအမေလို့ဆိုရင်တကြီးမေးလိုက်ပါတယ်အဘွားကြီးကလည်းအမေသီတသိန်းစုပေါက်လို့လို့ဝန်တာအာရသူ့သားကို ပြောလိုက်ပါတယ်ဒီအရှင်မား လိန်သားလို့စိတ်မလုံတဲ့စိတ်ကားသမားကတော့စိတ်ကားကိုကမန်းကနန်းနင်းပြီးထွက်သွားပါတယ်။ဒါဖြစ်တဲ့သူကလေသူ့အမေစီကဒီလက်မနဲ့ထိပေါက်စင်ကိုဆွေးယူပြီးတိတ်ကြလိုက်ပါတယ်။အတော်လေးကြတော့ဒါကဟာအမေယာဘေကသာတသိန်းစုပေါက်ရမှာလေတဲ့။ဘွားကြီးကတာရီသေရှာကြည်စမ်းပါ။တသိန်းစုပေါက်တာတကယ်ပါ။ လမ်းမှာစိတ်ကားသမားကတော့စစ်ကြည့်ပြီးလို့ပောက်တာသေချာတယ်လို့ပြောတဲ့တာဖြစ်သူကပြောလိုက်ပါတယ်အမေရေအမေပောက်တဲ့အထီကတသိန်းစုမဟုတ်ဘူးဗျာသိန်း100စုကြည့်ပောက်နေတာအမေရေတဲ့ငငယ်တော့ကမဂ္ဂဇင်းတစ်စုံမှာဖတ်ဖို့တဲ့ဝတ္ထုလေးကိုမှီပြီးရေးလိုက်တာပါ အဖြစ်မှန်လားစိတ်ကူးရင်လားဆိုတာတော့မသိပါဘူးဒါပေမဲ့စိတ်ထားမှန်တဲ့သူနဲ့မမှန်တဲ့သူအကြောင်း အသိပညာပေးရတာမို့သဘောကျလွန်းလို့ညဝင်ပေးလိုက်ပါတယ်အခန်းစစ်ကိုတင်းတင်းရောင်းရခြင်းနဲ့လိုချင်စိတ်ရှိရှင်တရက်မှာစေတန်းအောင်ပြီးစားလူငယ်တယောက်ကကျွန်တော့်ကိုမေးခွန်းတစ်ခုမေးပါတယ်ဥလေတင်းတင်းရောင်းရတာကောင်းဥလေတင်းတင်းရောင်းရတာဟာကောင်းသလားဒါမှမဟုတ် လိုရှင်စိတ်ရှိတာကောင်းသလားတဲ့ကျွန်တော်ကမင်းဘာကြောင့်ဒီမေးခွန်းကိုမေးတာလဲလို့ပြန်မေးလိုက်ပါတယ်သူကအခုလိုပြန်ပြောပါတယ်ကျွန်တော်ငငယ်လေးကလေးကမိဘနှစ်ပါးလုံးဆုံးသွားပါတယ်အဖွားနဲ့အတို့တွေလက်ပေါ်မှာကြည်ပြင်းခေတာပါအဖွားကကျွန်တော်ကငငယ်လေးကလေးကအမည်ပြောလေးရှိတဲ့စကားတခွန်းရှိပါတယ် လောကကြီးမှာရောင်းရစ်တင်းတင်းပြီးနေဖို့ပါပဲအခုကျွန်တော်တက္ကသိုလ်တက်ရတော့မယ်ကျွန်တော်ဘဝကိုတိုးတက်အောင်မြင်ကြီးပွားရှင်တယ်ဒါပေမဲ့အဲ့ဒီလိုစိတ်ကူးပေါ်လာတိုင်းအဖွာပြောတဲ့စကားကိုနားမထောင်ဘူးဆိုတဲ့အသည့်ဝင်လာပြီးအပြစ်ရှိတယ်လို့ခံစားနေရလို့ပါပဲအဲ့ဒီမေးခွန်းကိုလွယ်လွယ်လေးနဲ့ပြလိုက်ရင်တကယ်သိရှင်နေတဲ့ လူငယ်လေးတယောက်ရဲ့ဘဝကိုထိခိုက်သွားစေနိုင်တာမို့သတိထားဖျားမှာပဲဖြစ်ပါတယ်ကျွန်တော်ကအေးမင်းရဲ့မိကုံးကိုစ조사ဖြစ်ပေးမယ်ဒါပေမဲ့ဒါပေမဲ့ဒီဖြစ်ဟာဘာသာရေးနဲ့တော့မပတ်သက်ပါဘူးကွာဘာသာရေးနေပြီးပြောရင်အရန်ကြည်ပြက်လွန်းလို့ပါကွာမင်းမိကုံးရဲ့ပထမအချက်ဖြစ်တဲ့လူဆိုတာအမြဲတမ်းတင့်တယ်ရောင်းရင်းနေရမလားတကယ်လို့လူတွေအားလုံးဟာ တင်းတင်းရောင်းရဲနေကြရင်ဘာဖြစ်မလဲဥပမာကွာသိပ္ပံပညာရှင်ကြီးသောမတ်အေဒီဆင်ဟာလျက်စစ်မင်းလုံးမတီထွင်ပဲဖျောင်းတိုင်လေးနဲ့နေရတာမဲ့ကျင်နဲ့နေခဲ့မေဆိုရင်ဒီနေ့ကဘာကြီးဟာဖျောင်းတိုင်မင်းမိတ်တုပ်လေးဘဝကတက်ပါမလားတကယ်လို့အရင်ခစ်ကလူတွေဟာလမ်းလျှောက်လှေးစီးမြင်းစီးပြီးခྱི་သွားနေတာနဲ့ပဲကျင်နေပြီး မောတောကမိယထာ လေးရင်မြင်းတွင်မတီထွင်ခြင်းမင်းတို့ငါတို့အခုအခါငါတို့တစ်မျိုးနဲ့တစ်မျိုးသွားရင်လမ်းလျှောက်ဓမ္မမဟုတ်နွားလျင်စီပြီးမြင်းစီသွားနေကြရမှာပေါ့ဒါကြောင့်ဥရဲ့အဖြေက လူဟာကျင်နဲ့တင်းတင်းရုံးရဲမနေသင့်ဘူးဒါကြောင့်ဥရဲ့အဖြေက လူဟာကျင်နဲ့တင်းတင်းရုံးရဲမနေသင့်ပါဘူးတင်းတင်းကျင်နဲ့နေသူဟာ ကြာရင်တုံးသွားတတ်ပါလေကြိုးစားရှင်စိတ်မရှိတော့ပါဘူးပြင်းရတဲ့စိတ်ဝင်လာတတ်ပါလေဒါကြောင့်ပြင်းပြတဲ့လိုရှင်စိတ်ရှိဖို့လိုပါတယ်လိုရှင်တတ်မှတ်စိတ်ကိုပြောတာမဟုတ်ပါဘူးလိုရှင်တတ်မှတ်စိတ်ကကိုယ့်အတွက်ပဲခြေတာပါပြင်းပြတဲ့လိုရှင်စိတ်ဆိုတာကမိမိကြည်ပွားအောင်မြင်အောင်လုပ်တာမိမိအောင်မြင် ကြည်ပွားလာရင်လောကကြီးကို ပြန်ကြည့်ဖို့ ူသားတွေကိုကူညီဖို့ဆိုတဲ့အရည်အရွယ်ရှိပါတယ်။ဥပမာအမေရိကန်နိုင်ငံကကမ္ဘာအချမ်းသာဆုံးတထည်ကြီးတွေဖြစ်ကြတဲ့ BK တို့ Warren Buffett တို့ဆိုတာသူတို့ပိုင်ဆိုင်မှုရဲ့ကိုယ်စစ်ကိုရခိုင်နှုန်းကိုကမ္ဘာလူသားတွေရဲ့ပညာရေးကျန်းမာရေးတွေအတွက်လူဒန်းထားပြီးပါပြီ။သူတို့ဘလောက်ချမ်းသာကြသလဲ။တယောက်ချင်းစီရဲ့ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ80ဘီလီယံကျော်ရှိပါတယ်။လွန်ခဲ့တဲ့9နှစ်လောက်ကသတင်းစာမှာဖတ်လည်ရပါတယ်။အမေရိကန်နိုင်ငံကဘီလီယံနာသတင်းကြီးအယောက်300ဟာသူတို့ပိုင်ဆိုင်မှုတွေရဲ့တဝက်ကို လူမေးလို့ကြေညာလိုက်တယ်။အဲ့ဒီလူတွေဟာတင်းတင်းရောင်းရဲ့နေတဲ့အကြသူတွေဆိုရင်ကမ္ဘာလူသားတွေအကျိုးကိုအခုလိုသိပိုးနိုင်ပါမလား။ဒါဟာတင်းတင်းရောင်းရဲ့နေရမှာလားဆိုတဲ့မေးခွန်းအတွက် ဥည့်ရဲ့အဖြစ်ပါပဲကွာတဲ့တင်းတင်းရောင်းရေးပြီးနေသိမနေသိဆိုတာမှာပညာရှာတာအလုတ်လုတ်တာတမာဇီဝနီးနဲ့စီးပွားရှာတာတွေမှာတင်းတင်းရောင်းရေးမနေပဲရေကုန်ရေခန့်ကြိုးစားဖို့လိုပါတယ်ဒါပေမဲ့အနေအထိုင်အဝတ်အစားအသုံးအဆွဲတွေမှာတော့တင်းတင်းရောင်းရေးတက်ဖို့အလွန်လိုအပ်လာပါတယ်နောက်တစ်ခုထပ်ပြောမယ်ကွာ တင်းတင်းရောင်းရဲတက်တဲ့လူတရဟာသူမိသားစုကိုတော့လူတန်းစစ်အောင်မထားနိုင်ပါဘူးတိုက်ဆိုင်လို့ပြောရရင် ကျွန်တော်တို့နိုင်ငံမှာကြုံတွေ့နေတဲ့လက်ရှိဘဝနဲ့ပဲတင်းတင်းရောင်းရဲနေကြမယ်ဆိုရင် ကျွန်တော်တို့ရဲ့ဘဝတွေကျွန်တော်တို့သားသမီးမိမိတွေရဲ့ဘဝတွေဟာဘရုံးမှတိုးတက်လာမှာမဟုတ်ပေဖွဲ့ကြိုးပြဆုဘဝပဲဖြစ်နေမှာပါအခန်း20 တခါမအောင်မြင်တာနဲ့တသက်လုံးလက်လျှော်ရတော့မှလားတခါတော့ငါတိုးရလဲတိုးရကို ရောက်သွားပါတယ်အဲ့ဒီမှာဆင်တရှို့ကို တိုင်မှာကြိုးရှီထားတာတွေ့ရပါတယ်ထူးဆန်းတာကဆင်တွေရဲ့ခြေထောက်မှာခြိထားတာဟာတန်ကြိုးမဟုတ်ပေဂုံင်းကြိုးနဲ့ခြိထားတာဖြစ်ပါတယ်ပိုပြီးထူးဆန်းနေတာကအဲ့ဒီဂုံင်းကြိုးတွေကလည်း တုတ်တုတ်ခိုင်ခိုင်မဟုတ်ပေတာမန်အရွေအစားပါပဲဆင်ဟာတစ်ချက်ယုံလိုက်တာနဲ့အဲ့ဒီကြိုးဟာအသာလေး ပြတ်ထွက်သွားနိုင်ပါတယ်သိရှင်တာနဲ့ဆင်းနေသမားတယောက်ကိုမေ့ကြည့်မိပါတယ်ဆင်းတွေကိုဘာလို့ကြိုးအတုတ်ကြီးတွေနဲ့မချီပေကြိုးတိကြိုးတိတဲလေးတွေနဲ့ရှိထားရတာလေလူမရှိတဲ့အရှင်ဆင်းတွေယုံကန်လို့ကြိုးတွေပြတ်ထွက်သွားပြီး ထွက်ပြေးသွားရင်မစိုးရင်ဘူးလားပေါ့စေတိန်သမားကခုလိုပြန်ဖြေပါတယ်ဒီစင်တွေကိုငငယ်လေးကလေးကအခုကြိုးတွေနဲ့ပဲရှိခဲ့တာပါသူတို့ငငယ်တုန်းကတော့ယုံကြပေမဲ့ကြိုးပြက်အောင်မယုံနိုင်ကြတော့ပါဘူးနောက်ဆုံးစင်လေးတွေဟာလက်လျှော့ပြီးမယုံကြတော့တာအခုထိပါပဲဒီကြိုးကိုမြင်တိုင်းကြိုးပြက်အောင်မယုံနိုင်ဘူးလို့သူတို့စိတ်ထဲဆွေးမှတ်သွားပြီး ူတို့ခန္ဓာကိုကြီးထွားလာတာကိုမင်းနေတာလေတဲ့ဒီဖြစ်ပြက်လေးကနေပေါ်လာတဲ့အတွေ့တစ်ခုကတော့ငငယ်တုန်းကတခုခုဖြစ်ရှင်လို့ကြိုးစားတယ်မအောင်မြင်ဘူးနောက်ထပ်အချင်းချင်းကြိုးစားတယ်မအောင်မြင်ဘူးနောက်ဆုံးတော့လက်လျှော့လိုက်တယ်စိတ်ထဲမှာလေငါကြိုးစားတာဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးလို့ဆွေးမှတ်သွားတယ်အဲ့ဒီအဆွေးကိုမဖြောက်နိုင်တော့တက်ရွေရလာပေမဲ့ထမှန်မကြိုးစားတော့ဘူး ကြိုးစားတော့ဘဝမှာအောင်မြင်မှုတွေမရတော့ပါဘူးဒီတော့မိမိကိုယ်ကိုပြန်သုံးသပ်ဖို့လိုပါတယ်ငါဟာကြိုးသေးသေးလေးနဲ့ရှီခံနာရတဲ့စင်တကောင် ဖြစ်နေပြီလားလို့ဥပမာလေးတစ်ခုပေးခြင်းပါတယ်တချို့လူတွေငငယ်တုန်းကစပီစီးတင်တယ်စပီလေးကြဒူးကွယ်လက်ပြေဖြစ်လို့ကြောက်သွားပြီးစပီစီးဆက်မတင်တော့ဘူးဒီတသက်စပီစီးတက်မှာမဟုတ်ဘူးလို့ဆွေးသွားလို့ သူတို့ကြီးတဲ့အထိဆက်ပြီးစီမတက်ကြတော့ပါဘူးအဆုံးဒီနားတော်ပေးခဲ့ရလို့ကျေးဇူးတင်ပါတယ်တောတာရှင်များအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ